စာချစ်သူများအားလုံးမင်္ဂလာပါခင်ဗျာမြူဒီဆောင်းမှာတင်ဆက်လိုက်ပါတယ်စာချစ်သူများအားလုံးမင်္ဂလာပါရှင်မြူဒီဆောင်းမှာနားဆင်ပွဲရစာကောင်းလေးများတင်ဆက်ပြရရှိပါတယ်ရှင်အားလုံးနဲ့မင်္ဂလာပါရှင်အခုဖတ်ပြမယ့်ပုံရင်းလေးကတော့ကျွဲရီမှာအပေါ်တော်မရှိတဲ့အကြောင်းဖြစ်ပါတယ်ကျွဲနဲ့နွားတို့ဟာဝမ်းဝဲညီကိုတွေဖြစ်ကြပြီးတဦးနဲ့တဦးချင်းချင်းနားရှိကြတဲ့ ကျဲလီရဲ့ပစက်မှာတံမာခိုင်ခန့်တဲ့အပေါ်အောက်သွားတန်းနှစ်တန်းရှိခဲ့ပြီးနောမာကတော့အောက်သွားတန်းတန်းမဲ့ပါတဲ့ကျဲဟာတနာချင်နာတတူပီပီ သူအစာစားပြီးတာနဲ့သူ့ရဲ့အပေါ်သွားတွေကို နွားအတွက်ခဏဟားပေးတတ်တဲ့ကျဲနဲ့နားတို့အပြင်မြင်းတကောင်ကလည်းရှိသေးတယ်မြင်းဟာအကအလွန်ကောင်းသူဖြစ်တယ်လို့ဟာသားမြောက်အောင်ပြောဆိုနိုင်တဲ့ပြောလို့ဆက်လေဖြစ်ပါတယ် အချင်းဆိုရမှာလည်းမြင်းကအတန်ကောင်းတော့မြင်းသွန်းလေရနေရာတိုင်းမှာတတိယပေးလက်တွေစုယုံပြီးအားပေးကြတာပေါ့တနေ့တော့ညနေခင်းမှာမြင်းဟာကျွဲနဲ့လာနေထိုင်တဲ့နေရာတစ်ခုနားမှာဖြောပြေးဖို့အလဲရောက်လာတယ်။ကျွဲကမြင်းဖြောပြေးမဲ့အစီအစဉ်ကိုလုံးဝစိတ်ဝင်စားပဲကြက်ချွချောကောင်းလို့သတ်မှတ်ထားလိုက်တယ်။ဒီတော့အေးရအေးကြောင့်ရှွန့်ဝိုင်းထဲမှာကောင်းဖို့ပြီးအိတ်နေတယ်။ဒါပေမဲ့အသက်ရွယ်ငယ်သေးတဲ့နွားကတော့မြင်းရဲ့ရှိုးပွဲကိုကြည့်ချင်တာပေါ့။ နွားခသူများတွေလိုဝေကောင်းစွမ်းလာတွေနဲ့ရှုပ်ဝဲသွားဖို့ပြင်ဆင်ရင်ကျွဲစီကအပေါ်သွားခဏငါဖို့သွားတည်ရမိရင်တကယ်လို့နွားမှာအပေါ်သွားတာမပန်းခဲ့ရင်ရှုပ်ဝဲမှာမြင်းကဟာတာတွေပြောလို့အာရပါရရေတဲ့အခါသွားမပါပဲအဟောင်းသားဖြစ်နေမှာပေါ့အနဲ့နွားကညစာအမြန်စားပြီးကျွဲရဲ့အပေါ်သွားကိုပြန်ပြီးဖို့စိတ်မကူးတော့ပဲကျွဲမတိအောင်ရှုပ်ဝဲထွက်သွားတယ်ရှုပ်ဝဲရောက်တော့နွားကရှေ့ဆုံးခုံမှနေရာယူတယ် စင်မြင့်မော်ကိုမြင်တက်လာတော့ဒိဋ္ဌံပိယိတ်တွေအားလုံးကလက်ခုလက်ဝန်းတီးပြီးအားပေးကြတာပေါ့ရင်းကဂျုံမအကန့်နဲ့မိတ်ဆက်ပြီးနောက်ပိုင်းမဟာတပြက်လုံးကြီးထုတ်ပါတော့တယ်ဒိဋ္ဌံပိယိတ်တွေအားလုံးကကိုကူကူမထိန်နိုင်တဲ့အထိခွတ်တိုးခွတ်လန့်ရေးကြတာပေါ့ဒီတော့နားလဲလိုက်ရဲလိုက်တာသူ့ရဲ့စင်စဲရောက်သွားတဲ့ကလေးတွေကိုမြင်းကတွေ့သွားပါတယ်။မြင်းဟာလည်းအပေါ်သားမရှိတဲ့သူမို့လို့နှွားကမနာလို့စိတ်ဖြစ်ပြီးတနည်းနည်းနဲ့လက်ပက်လင်ညာကိုအကြံထုတ်လိုက်တယ်။ မင်းရဲ့ဖြိုပြင်းမှုအစီအစဉ်ပြီးတဲ့နောက်မင်းဟာပြည်သက်အားလုံးအလဲမှာထိုင်ပြီးခုလိုပြောလိုက်တယ်။ပြည်သက်တွေတွေကကျုပ်ကိုအပေါ်သွားခဏငါပေးရင်ဒီတက်ကောင်းတဲ့ဖြိုပြင်းမှုတွေလုပ်ပေးနိုင်မယ်။မင်းရဲ့စကားဆုံးတော့မိုင်မင်းလာတဲ့နွားကချက်ချင်းမတရက်ပြီးသူ့အပေါ်သားကိုဖြုတ်မင်းကိုတခါနဲ့လှမ်းပေးလိုက်တဲ့။မင်းကလည်းချစ်ချစ်နဲ့နဲ့လက်ခံပြီးနွားကိုကျေးဇူးတင်ကြောင်းပြောတာပေါ့။ အချိန်အနည်းငယ်ကြာအောင်မြင်းကဖြောပြမှုတွေဆက်လုပ်ပြီးတယ်။ဆွဲဆောင်မှုရှိတဲ့ဖြောပြမှုတွေကိုပိရိတ်တက်ကတခဲနဲ့အားပေးပြီးပြောရွှင်နေကြတာပေါ့။မြင်းဟာပိရိတ်တက်ကိုဖြောပြရင်တဖြည်းဖြည်းနဲ့ဆက်စင်အနောင်နားကိုတူးသွားတယ်။နောက်ဆုံးမှာမြင်းကပိရိတ်တက်တွေကိုကြောပေးပြီးရုတ်တရက်ခုန်ချထွက်ပြေးသွားပါလိရော။အဘောသားပန်သွားပြီဆိုတာသိလိုက်ရတဲ့နွားကချုံ့မွှေ့ချောင်ငူရောတာပေါ့။ပြီးတော့ဒေါနာတွေထွက်ပြီးအပေါ်သွားခိုးတဲ့မြင်းနောက်ကိုတခါလဲလိုက်တာပေါ့။ ါပေမဲ့မြင်းကအပြည့်အတန်လို့နွားကဘလောက်ပဲလဲလဲမမီတော့ပါဘူး။မကြခင်မြင်းဟာတောင်ကုန်းတစ်ခုကိုတက်ပြေးသွားပြီးပျောက်သွားပါတဲ့။အဲ့ဒီကစပြီးဒီနေ့ခေတ်ကျွဲတွေမှာအပေါ်သွားမပါတဲ့အပြင်ကျွဲတွေကငါဟာငါဟာလို့အမြင်အော်နေတာတွေ့ရမှာပေါ့။ဒါကိုနွားကလည်းသူ့ရဲ့ဝမ်းဝဲညီကိုကျွဲပြောတာကိုထောက်ခံတဲ့အနေနဲ့ဒါအမှန်ပဲဒါအမှန်ပဲလို့ရည်ရွတ်နေတတ်တဲ့။ခလေးတို့တေချာနားထောင်ကြကြပါဦးနော်။ ရင်းနေနေကတော့အပေါ်သွားကိုခိုးယူအောင်မြင်ခဲ့လို့ဟီဟီဟီလို့အော်ပြီးအမင်းအောင်ပွဲခံနေတာပေါ့ကွယ်ဒီပုံရှင်လေးကတော့ရှေးရိုးမြန်မာပုံရှင်များတဲ့ကတပုတ်ဖြစ်ပါတယ်ဒီပုံရှင်လေးကိုမမကြီးကပြင်ပြပြပြီးဒါတော့အာကာကတရုတ်ဖို့ပေးထားတာဖြစ်ပါတယ်